ကျိုးစားရင်းနဲ့သူကစစ်ကြောင်းတွေထိုးရင်းတာအဲ့စစ်ကြောင်းကိုမျက်စိနှောက်လို့ဆိုရင်လိုက်ကြုံရင်းနဲ့အခုမြို့သိန်းနဲ့အစင်တီဖြစ်သွားတာဗောနော်စစ်ကြောင်းထိုးရင်းနဲ့မြို့ပါသိန်းကန်လဲရတဲ့စစ်ကောင်စီဗောနော်ဟုတ်နဲ့သုံးနိုင်တို့ကြီးအလံမျိုးထောင်ပြီးရောဗောနော်ဝီလီဝင်းလဲမောင်မောင်မဲမဲသုံးနိုင်ဆိုဘာမှမရှိသေးဘူးမောင်မောင်မဲမဲနဲ့ဒါဟိုဘက်ကန်းကိုထွက်ပြေးကြတယ်ထွက်ပြေးရဲ့အချိန်မှာထိုင်းစစ်တပ်ကအိုက်ပါလာတဲ့လက်နက်20ကျော်ထပ်သိမ်းတယ် မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ14ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့အောင်ပွဲသတင်းတွေပေါ့နော်အဲမြို့သိမ်းမြို့သိမ်းသတင်းတွေအဲဆန်နာဖက်ဒရယ်အပတ်တယောက်ဝမ်းသာကြမယ်ပျော်ရွှင်ကြမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုအခြေအနေဒီလိုကာလမှာဒီလိုမြို့သတင်းတွေကလိုကိုလိုအပ်တယ်ဗျာအဲအခုဆိုရင်ဒါစစ်ကောင်စီတွက်ကတော့လုံးဝအိမ်မက်ဆိုးလုံးဝဟိုခေါင်းကိုဆင်နေတာပေါ့နော်ညာအိမ်မက်မက်ခေါင်းကိုဆင်နေတာလားဆင်ချောက်အောက်ခေါင်းဝင်တာလားတော့မသိဘူးကျွန်တော်ဒီဘက်ကတော်လန်ပြည်သူရေးနဲ့တော်လန်ရေးတပ်ဖွဲ့အတွက်ကတော့ဒီသတင်းကတကယ့်ကို တကယ်လုံးဝနဝင်ချိုစေတဲ့သတင်းပေါ့နော်ဟုတ်လားတနင်္လာရီတိုင်းတနင်္လာရီမြို့နယ်အဲမောတော်မောတော်မြို့တိုင်းဒါအကုန်လုံးကတော့တည်ပြီးသားပါတချို့သတင်းတွေစပြီးတော့ထွက်လာပါပြီဆိုတဲ့ချိန်မှာအဲမြို့သိမ်းမှုအတွက် မြို့သိမ်းနေတဲ့အခြေအနေနေထားပေါ့နော်အဲဥစ္စာတွေကအရင်ဆုံးတက်လာတာပေါ့နော်ဘယ်နေရာတွေကိုသိမ်းပြီးရေစခန်းတွေကိုသိမ်းပြီးမြို့ရဲ့အများစုနေရာတွေကိုဇလိုင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးဆိုတဲ့ပုံစံမျိုးနဲ့အရင်ဆုံးတက်လာပေါ့နော်ဒါပေမဲ့လည်း၁၄ရက်နေ့မနက်အစောပိုင်းမှာမြို့ကသိမ်းနိုင်သွားခဲ့ပြီပေါ့နော်အဲဟာနဲ့ပတ်သက်လို့လည်းဒါတချို့သတင်းတွေကတော့တက်တာရှိသလိုတချို့ကြောက်လည်းဒါတပ်ဖွဲ့တွေကနေပြီးတော့မတင်မနိုင်ဘူးဘာညာဆိုတဲ့ပုံစံမျိုးတွေလည်းရှိကြပါပေါ့ဒါပေမဲ့မြို့ကသိမ်းသွားပြီဒီနေ့မနက်အစောပိုင်းမှာပဲ ကျွန်တော်တို့ထပ်ပို့ပြီးတော့အရင်ဆုံးကြိုပြီးသိရပြည်လဲဆိုစစ်ကောင်စီစစ်သားတွေဒီကောင်နေဒီကောင်နေအရင်ဆုံးသိရမှာမသိအောင်လားဒီကောင်နေအော်တော်ပြီးငါတို့မြို့ကိုလုံးဝလက်လွတ်လိုက်တော့မယ်ငါတို့ထွက်ပြေးတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်ဒီကောင်နေအရင်ဆုံးဆုံးဖြတ်ချက်ချရတယ်အဲဒါကြောင့်ကျွန်တော်တို့ထပ်ပို့ပြီးတော့ဒီကောင်နေအစောဆုံးသိတယ်ဗောနော်ဒီကောင်နေဒီသတင်းကောင်းနော်လုံးဝထိန်ချန်ထားတာဗောနော်အဲ့တော့ဒီမောတော်မြို့ကိုဗောနော်ဒီ KNL ဥဆောင်နေတော်လိုင်းဒါပူပေါင်းတက်တွေကကာလာအတန်ကြာပေးဆိုတိုက်ခိုက်ထားခဲ့တာဖြစ်တယ် အဲပိတ်ဆို့တိုက်ခတ်ထားရင်းနဲ့ပေါ့နော်ဒီမြို့သိမ်းအစ်စ်တီဖြစ်သွားတဲ့ဟာလည်းအကြောင်းရင်းရှိတယ်ဗျအဲဒီရက်ပိုင်းမှာဒီမြို့ကိုသိမ်းဖို့အတွက်လက်ဆတ်တတ်နိုင်ဖို့အတွက်ကိုစူးစမ်းခဲ့တာရှိတယ်၁၇ရက်နေ့ကနေစပြီးတော့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်စစ်ကောင်စီကလည်းလေကြောင်းကနေပြီးတော့အသေးအတန်ပြစ်ကူပေးခဲ့တာရှိတယ်ဒီဝိုင်တွဲတွေပါလေဆိုရင်ဒီရက်ထဲမှာအဲ့ဘက်ချမ်းတွေမှာတောက်လျှောက်တွေ့ရလိမ့်မယ်ပေါ့နော်၁၂ရက်နေ့မှာဆိုလည်းဒါစစ်ပေးရှောင်းရတဲ့ပြည်သူတွေအများကြီးပဲပေါ့နော်ဒါစစ်ပေးရှောင်းရတဲ့တိုက်ပွဲတွေမြို့ပေါ်နေရာတွေအထိရောက်လာနေပြီဆိုတဲ့အတွက်ပေါ့နော်အဲ့လိုမျိုးရှောင်ရရှားရတဲ့သတင်းတွေလည်းအားလုံးတွေ့ရလိမ့်မယ်ပေါ့နော် အဲ့လိုမျိုးပုံစံမျိုးနဲ့လုံးဝကြက်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 ဖြစ်နေရပါဘောနော်အဲနောက်ဆုံးတော့ဒါ၁၄ရက်နေ့မနက်မှာတော့သိမ့်မိုက်နိုင်ခဲ့တယ်၁၂ရက်နေ့မှာတော်တော်လေးအခြေအနေကောင်းတယ်ဘောနော်တလိုင်းတက်တွေကဒီမောတော်မြို့ပေါ်ကဒါခေစကန်းနေကင်းစကန်းနေပြီးရင်မြို့မရဲစခန်းလို့နေရာမျိုးတွေအဲ့နေရာမျိုးတွေကိုသိမ့်ပိုက်နေပြီအဲမြို့ရဲ့နေရာအနှက်တော်တော်များများနေရာတော်တော်များများကိုထိန်းချုပ်ထားပြီးအဲစစ်ကောင်စီကအဲ့အချိန်မှာပိတ်မိနေတဲ့အနေအထားဖြစ်သွားပြီဘောနော်စစ်ကောင်စီသားသားတွေကအဲ့လိုမျိုးအဆင့်ထိဘလို့ရောက်သွားရလဲဆိုတော့ကျတော့ဘလို့မှရောက်သွားမှာမဟုတ်ဒီကောင်တွေလှုပ်တာစစ်ကောင်စီစစ်သားတွေလှုပ်တာဘောနော် ဒီမောရောင်မျိုးကိုတိမ့်ပိုက်နိုင်ဖို့အတွက်ကိုစစ်ကောင်စီစစ်သားရဲ့ကိုယ်တိုင်ကူညီခဲ့တာအဲ့ဒါရတကယ်ကျွန်တော်ပြောပြမှာနော်ဒီစစ်ကြောင်းထိုးရကနေပြီးတော့နော်စစ်ကောင်စီစစ်သားတွေအမှဟိုဟာဖြစ်ပြီးစစ်ကြောင်းထိုးတဲ့ဟာပေါ့နော်ရပြီးစကြောင်းထိုးတဲ့ဟာပေါ့နော်အဲ့ဒီကကနေမှဒါတိုက်ပွဲကိုဒါလုံးဝမြို့သိမ်းအစင်တီဖြစ်သွားတဲ့အနေထားပေါ့နော်ပြောင်းလဲသွားတာပေါ့နော်အဲပြောရမယ်ဆိုရင်ဒါစစ်ကောင်စီကိုယ်တိုင်ဒါမြို့သိမ်းအောင်လုပ်တာပဲနိုဝင်ဘာ10ရက်နေ့ကစပြီးတော့စစ်ကောင်စီကဒါမောတော်မြို့နယ်အဲထိုင်းမှာနေဆက်ကုံသွေးလမ်းကြောင်းကိုသူတို့က နေမြေဆိုးမှုမှုရဖို့အတွက်စစ်ကြောင်းထိုးတာသူတို့ကရင်စစ်ကြောင်းထိုးတာအဲ့စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်တာ KNL ဥဆောင်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲအပြင်းထန်ဖြစ်ပြီးတော့နောက်ဆုံးမြို့သိန်းတဲ့အဆင့်ထိရောက်သွားတယ်မြို့ပေါ်တီတီကိုဇက်တိုက်ပေါ့နော်တိုက်ပွဲတွေကဆက်သွားပြီးတော့အကောင့်တွေပါရှင်းလင်းပလိုက်တဲ့အနေအထားမျိုးထိရောက်သွားတာအမေရိကန်ကတော့သူတို့ကအဲ့ကုန်စီလမ်းကြောင်းကိုထိန်းချုပ်နိုင်ဖို့အတွက်လှုပ်တာဘာလို့လဲဆိုတော့ဒီဒီနေရာကလည်းပြောရမယ်ဆိုရင်နေဆက်ကုန်သွယ်မြို့လိုပုံစံမျိုးပဲအဲ့အဲ့နေရာကဒါ အကျိုးစီးပွားနဲ့ဆိုင်တဲ့ကိစ္စမျိုးတွေအရန်ရှိတဲ့နေရာပေါ့နော်အများကြီးရှိတဲ့နေရာပဲဒါမြဝရီလိုမျိုးနေရာမျိုးပေါ့ဗျာအဲကြအဲ့လိုမျိုးပဲဒါနေဆက်မှာရှိတာဖြစ်တဲ့အတွက်ဒီနေရာကိုစစ်ကောင်စီကဒီမြဝရီလိုပဲထိန်းချုပ်နိုင်ဖို့အတွက်ကိုစ조사စ조사ရင်းနဲ့သူတို့ကစစ်ကြောင်းတွေထိုးရင်းတာအဲ့စစ်ကြောင်းမျက်စိနှောက်လို့ဆိုရင်လိုက်ကြုံရင်းနဲ့အခုမြို့သိန်းနဲ့အစင်တီဖြစ်သွားတာပေါ့နော်စစ်ကြောင်းထိုးရင်းနဲ့မြို့ပါသိန်းကန်လဲရတဲ့စစ်ကောင်စီပေါ့နော်အဲအကြောင်းလို့ကျွန်တော်ပြောတာ ဒီစစ်ကောင်စီကသူတို့ကိုယ်တိုင်ပဲဒီတော်လိုင်းတက်ဖွဲ့တွေမြို့သိမ်းနိုင်အောင်အတွက်ကိုသူတို့ကိုယ်တိုင်ပဲကူညီခဲ့တာပေါ့နော်အဲ့တော့သိမ်းလို့ရအောင်စစ်ကောင်စီကအများကြီးကူညီခဲ့တယ်ဆိုတော့ရှားကြမဟုတ်ဘူးအဲ့ဒါဒီအပိတ်ခံထားရတဲ့စစ်ကောင်စီစစ်သားတွေကထိုင်းဘက်ကိုထွက်ပြေးတာရောက်30လောက်ကထိုင်းဘက်ကိုထွက်ပြေးပြီးတော့ဗောနော်လောကတော်ပြီးမင်းတို့တင်းလိုက်တော့တလိုင်းတက်ဖွဲ့တွေတင်းလိုက်တော့ငါတို့ကတော့ပြေးပြီးဆိုပြီးတော့မနက်အစောကြီး3နာရီတိုးလောက်ကြီး အဲတချို့လက်နက်ခင်းကနေယူပြီးတော့ထွက်ပြေးကြတာပေါ့နော်ချိုးသတင်းတွေမှာရေးထားလည်းရှိတဲ့တည်းရိတ်ခါတွေဗာဒီယားစာယူပြီးတော့ပြေးတယ်ဆိုရောဟာဒီကောင်းနေအစ်မြင့်လာကြီးတဲ့ခုနောက်မှာရိတ်ခါတွေဗာဒီတော့ရအောင်တည်ပြီးတော့ပြေးနေပါလားပေါ့နော်အဲကြတော့သူတို့ရဲ့ထုံးစံအတိုင်းပဲငါတဖက်တလန်းကနေသူတို့ကူညီပေးခဲ့တယ်ပေါ့နော်ဟိုဘက်ကန်းကိုကူးသွားတယ်ဟိုဘက်ကန်းကူးပြရတယ်ဒါရိုးရမပြတ်နိုင်ရင်ကြောက်ကိုဗီဇာမလိုပဲနဲ့သူတို့သွားတယ်ပေါ့နော်အဲ့မှာစစ်ကောင်စီစစ်သားတွေရင်နာစရာအကြောင်းရှိတယ်ပေါ့နော်အဲ့တော့ဗာလဲဆိုတော့မြေးနှစ်ခါနာလို့ပြောရမှာပေါ့နော် မြို့ကိုဒေါ်လိုင်းတပ်ဖွဲ့တွေကတိန်းတာကိုသူတို့ခံရတယ်။သူတို့ရဲ့နေရာတွေလက်လွတ်ဆုံးရှုံးတာမျိုးသူတို့ဖြစ်သွားတယ်။အဲလက်နက်ခဲရန်တွေပါဝရတယ်။ဒါတွေ့လိုက်မှာပေါ့နော်။ပုံတွေလည်းဒါတက်လာနေပြီ။တချို့နေရာတွေမှာတွေ့နေရပြီပေါ့နော်။အဲ့တော့ဒီနေရာတွေတိန်းခံရတယ်ဗျာ။အဲ့ဒါနဲ့လက်ကြံလက်နက်လေးနဲ့ယူပြီးတော့ပေါ့နော်။မနေ့၃နာရီတိုးကြီးလမ်းမျိုးထောင်ပြီးတော့ပေါ့နော်။ဝီလီဝင်းလည်းမောင်မောင်မဲမဲ၃နာရီဆိုဘာမှမကြည့်သေးဘူး။မောင်မောင်မဲမဲနဲ့ဒါဟိုဘက်ကန်းကိုထွက်ပြေးကြတယ်။ထွက်ပြေးရဲ့အချိန်မှာထိုင်းစစ်တပ်ကအိုက်ပါလာတဲ့လက်နက်20ကျော်ထပ်သိမ်းတယ်။ မြောင်းလိုက်စစ်သားတွေပွဲစည်းပွဲနဲ့ပြတ်နေရတော့လိုင်းတစ်ဖက်ကြီးတိန်းတာလည်းခံရတယ်ထိုင်းစစ်တပ်ကတိန်းတာလည်းခံရတယ်အဲ့လိုပုံစံမျိုးနဲ့လုံးဝအရှက်မဲ့တိတ်ခါမဲ့ဂုံတိတ်ခါမဲ့နော်နော်အဲ့လိုပုံစံမျိုးနဲ့အရှုံးကြီးရှုံးပြီးတော့ထွက်ပြေးရတဲ့အနေဒါဒါဟာအားရစရာကောင်းတယ်ပေါ့နော်ကျွန်တော်ကဒီဥစ္စာသဘောကျတယ် မျိုးကိုတိမ့်လိုက်တယ်ဆိုတော့ရလက်ကိုလည်းသဘောကျတယ်ပေါ့နော်စစ်ကောင်စီဘက်ကအခုလိုမျိုးလဲလဲအကွဲကွဲလဲလဲအပြူပြူအချက်ကွဲကျိုးနေနေပေါ့နော်အထွက်ပြေးရတဲ့ဟာတွေကိုလည်းအရန်ကိုအားရတယ်ပေါ့နော်အဲ့တော့ဒါထိုင်းဘက်ကိုတွက်ပြေးတဲ့ခိုးလုံးခိုးလုံးနေပေါ့ဗီဇာမပါပဲသွားလို့ရဒီကောင်နေပဲရှိတယ်ဒီလက်ဒီကောင်နေနိုင်ငံအကုန်စုံနေပြီအကောင်နေသွားတာပေါ့နော်အဲအဲ့ဒါနဲ့ပဲဒါထိုင်းကလက်နဲ့20ထပ်ပြေးတိမ့်လိုက်အဲတေးကြတဲ့အပြင်အကောင်နေကိုပြန်လွှတ်အောင်ပါပဲပြန်လွှတ်ပြီးတော့နောက်တနေရာမှာထပ်ပြီးတော့ဒီကောင်နေလူစုပြီးတော့ထပ်ပြီးတော့ခိုင်းအောင်ပါပဲပေါ့နော်အခုနေရာမင်းတို့ကောင်နေလွှတ်အောင်ပြေးရင်လည်းပြေးပေါ့နော်အဲ့တော့ အဲ့ဟာနဲ့ပတ်သက်လို့အဲ့လိုဖြစ်စင်တဲ့ပတ်သက်လို့ဆစ်ဆောင်တဲ့ဒီပြည်သူတွေကမှတ်တမ်းတွေသွားယူရတယ်။ပြည်သူတွေကလည်းမလွယ်ဘူးနော်ဆစ်ဆောင်ရတာတမျိုးဒီကောင်းဒီကိုဖိုးအောင်ဆိုမှတ်တမ်းမှာသွားယူသေးရ။အဲ့မှာတိုင်းစက်တက်ကနေပြီးတော့ဒီဥစ္စာတွေမှတ်တမ်းတွေကိုပြန်ဖြတ်ခိုင်းတယ်။ဒီကောင်းနဲ့တနက်သိန်းတော့သိန်းတော့ကျတော့အဲ့ဥစ္စာနဲ့ပတ်သက်လို့ဒါဟိုပြန်ပြီးတော့ဒီမှတ်တမ်းတွေကိုပြန်ဖြတ်ခိုင်းတယ်ဆိုပြီးတော့တင်းနဲ့မှာလည်းပါလာတယ်ပေါ့နော်။မလွယ်ဘူးနော်ကိုဘက်ကလူတွေကလည်းပေါ့နော်။အဲ့ဒါကျတော့ဒါလေချောင်းကနေပြီးတော့အခုချိန်ထိဘုံကျဲနေတာတွေရှိတယ်ဆိုပြီးသိရတယ်။ဟောကျဲမှာပေါ့ဒီလိုမျိုးဒါမျိုး မြို့တခြားမြို့တွေကိုဘယ်တော့မှသူကရယူဖို့အတွက်စ조사နေတဲ့အချိန်မှာသူ့ရဲ့လက်ရှိရှိနေတဲ့ငွေမြို့တစ်မြို့ထပ်ပါသွားတာဖြစ်တဲ့အတွက်သွားပြီလေဒီကောင်မင်းအောင်လန့်သိပြီအဲအကြောင်းမလို့ဒါလေချောင်းပုံးကြရတောက်လျှောက်လုပ်တယ်အခုတော့ iPad data မှာရှိတဲ့ data gain ပြည်သူရောက်3000နီးပါးကစီဘေးရှောင်နေရတယ်အဲဒါကတော့သိရတိုင်းပဲဒီလိုတိုက်ပွဲကြီးတွေဖြစ်ပြီးဆိုတဲ့အခါကျရင်အပြည်သူကတော့အဲ့လိုမျိုးရှောင်ကြရှားကြရတာပဲပေါ့နော်အဲ့လိုရှောင်ကြရှားကြတဲ့ခါမှာတချို့ကခါဝဲခါစားလေးနဲ့ပဲလာတာရှိတယ်။တချို့ကြတော့လေဒါ DIA နဲ့ပတ်သက်လို့ပေါ့နော် လလက်မိသလောက်ငွေကြေးလေးပဲဖြစ်ဗာလေးပဲဖြစ်ဖြစ်ပေါ့နော်ယူလာနိုင်ရရရှိတယ်ဒါပေမဲ့အဲ့လိုမျိုးရှောင်နေရပြီဆိုတဲ့အချိန်မှာအဲ့လဝက်ရတနာတွေရောငွေကြေးတွေကရောဘာမှမဟုတ်တော့ဘာမှမဟုတ်တော့အဲ့တော့ကျကုညီပေးမှကိုရမယ့်ဟာကိုပြောချင်တာပါသူတို့မှပတ်စံနေဘလောက်ပဲပါရဲပါခဲ့ ID သူတို့လုံခြုံပါလေဆိုတဲ့နေရာမှာပဲထားမှာအဲ့နေရာမှာဝယ်စားစရာလည်းရှိချင်မှရှိမှာအဲ့နေရာမှာရေးတောက်စရာတောင်ရှိချင်မှရှိမှာဒါကြတော့အဲ့လိုမျိုးဖြစ်လာပြီဟေ့ဆိုတဲ့ခါကျရင်ကျွန်တော်အခြားဒါအဆင်ပြေရာပြေချောင်းဒါကျွန်တော်ရပြည်သူတွေကနေပြီးတော့သွားပြီးတော့ကူညီပေးကြဖို့လိုအပ်ပါတယ်ဗောနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါဝိုင်းပြီးတော့စူးစမ်းမယ်ဟာဗောနော်အဲ့မှာကြောရှိချင်တာမနဲ့၃နာရီတိုးကြီးအလံမျိုးထောင်ပြီးပြေးတယ်ဒီကောင်နေစားရတယ်မောင်မောင်မဲမဲနဲ့အဲ့တော့ဒါဒီနေရာမှာထူးခြားချက်အနေနဲ့ပြန်ပြောမယ်ဆိုရင်ဒါဒီမြို့သိမ်းဗောနော် အဲ့မျိုးသိန်းကဒါကံယူတဲ့တိုင်းစစ်ဌာနချုပ်ပေါ့နော်အဲကာယခပေါ့နော်အဲ့ရဲ့နေမြေမှာဒါပထမဦးဆုံးဈေးဥပေါက်တဲ့မြို့သိန်းတိုက်ပွဲဖြစ်တယ်အဲကာယခနေမြေထဲမှာကံယူတဲ့တိုင်းစစ်ဌာနချုပ်နေမြေထဲမှာပထမဆုံးဈေးဥပေါက်တော့ပေါ့နော်အဲ့တော့တနင်္သာရီတိုင်းအတွင်းကကာယခကုကဲမှုအောင်နေမြေထဲမှာစပြီးတော့အောင်မြင်ခဲ့တဲ့ပထမဆုံးမြို့သိန်းအဲဒီဒီမောတော့အောင်ပါနော်အဲ့တော့ပြောရမယ်ဆိုရင်ဒါမြို့ဘလို့တင်းရမလဲအဲ့ဘက်ကတက်ဖွဲ့တွေတိသွားပြီမြို့ဘလို့တင်းရမလဲတင်းမှုသွားပြီ တိန်းလို့ရတဲ့ဟာဘယ်လိုမျိုးဆိုရင်ရတယ်ဆိုတဲ့ဟာကိုသိသွားနီလန်းပေါ့နော်သိသွားပြီအဲ့ဘက်မှာရှိတဲ့စစ်ကောင်စီစစ်သားတွေကလည်းမျိုးလာသိရင်ဘလို့ပြရမလဲဆိုတဲ့ဟာလဲသူတို့တိသွားပြီအရင်နေနေလို့ဖြစ်သွားတာမသိအကြောင်ဘလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးနီလန်းနေနှစ်ဖက်တိနေကြတာဖြစ်တဲ့အတွက်ဒီလိုမျိုးသိနေထပ်ပြီးတော့ရှိလာနိုင်ဦးမလားဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကလက်နက်ခင်းရထောက်ပံ့မှုနဲ့ပတ်သက်လို့ဒါဘလို့ပဲဖြစ်ဖြစ်အခုလိုမျိုးရေးကြီးကာလရေးဘော်ကာလဖြစ်နေပြီဆိုတဲ့အချိန်မှာ က်နက်ခင်ရဝယ်ယူဖို့အတွက်စုဆောင်းဖို့အတွက်အရန်အရေးကြီးတယ်။အဲအဲ့လိုအနေထားမျိုးမှာဒါစစ်ကောင်စီဘက်ကဒါမင်းအောင်လိုင်ကအခုလိုမျိုးတာဝန်သီးသီးနဲ့ထောက်ပံ့ပေးတဲ့ဟာကလည်းနောက်ထပ်တိုက်ပွဲတွေပေါ်ဆောင်နိုင်ဖို့အတွက်ကအရန်ကိုအထောက်အကူဖြစ်စေတယ်ပေါ့နော်။အဲ့တော့မင်းအောင်လိုင်နေရာကနေပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်မျိုးတွေပြန်ရဖို့အတွက်စူးစမ်းနေရင်ကာလမှာကိုပဲသူပြန်ပေးရတဲ့မျိုးတွေလည်းရှိနေတယ်ဆိုတဲ့ဟာကိုဒါကျွန်တော်ပြည်သူတွေသိဖို့လိုတယ်ပေါ့နော် တော့ဒါကြောင်မဲအာဒီဘောအနောင်ချိုဒါမျိုးတွေအတန်ထွက်နေတဲ့အချိန်မှာပမောက်ကိုတင်ပြပလိုက်တယ်အခုမောတော်ထပ်ပြီးတော့ကျုံပြပလိုက်တယ်ပေါ့နော်ပြီးရင်သူ့ရဲ့အရေးကြီးနေရာတွေကာဘာဆာလုံနေရာမျိုးတွေခြေုံချတုံတွေဖြစ်နေကြတယ်အကြောက်ဖြူလှုပ်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 ဖြစ်နေတယ်ပေါ့နော်အဲကြတော့ဘယ်နေရာမှာမဆိုးပေါ့နော်တော်လည်းရဲ့သဘောတရားအတိုင်းပဲကျွန်တော်အားတက်စရာရှိတယ် အဲခုနလိုပေါ့နော်ဆင်းညစ်စရာလည်းရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အားရှော့လို့တော့မရဘူးဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေကမြေပြင်မှာတကယ်ကြိုးစားပြီးတော့လုပ်ကိုင်နေကြတာဖြစ်တယ်အခုကတော့ဘလိုပဲဖြစ်ဖြစ်ဒီအောင်မြင်မှုကကျွန်တော်တို့ပြည်သူတွေကိုသွယ်လိုင်းတပ်ဖွဲ့တွေကအားစေးပြန်တိုက်ကျွေးတဲ့ဘွယ်ပဲပေါ့နော်ဘာဖြစ်ဖြစ်အားရစရာကောင်းတယ်အဲ့တော့ဒီစစ်ကောင်စီဘက်ကအကြီးပိုင်းနေဆိုရင်အခုနောက်ပိုင်းမှာတေးကြတဲ့ဒီရွေးကောက်ပွဲနီးလာလေးလေးအခုလိုမျိုးအဖြစ်တွေအတွက်သူတို့ပို့ပြီးတော့ဖိအားပေးခံရလေးလေးပဲတချို့ဆိုရင်သူကအခြားနေရာမှာအဲသူကဒီ ချီချူကုံပြူတွေပါရသီရောကောင်းမှတ်တမ်းဝင်တွေပါရစူးတစိတွေပါလေဘွဲစိတွေပါချီးမြင့်မလိုက်ရောမင်းအောင်လိုက်အာမလုံးပေးလိုက်ရောအဲ့လိုကောင်မျိုးရွားသွားဆိုမြောက်ကြမြောက်ကြနေတဲ့ကောင်တွေကအာတို့ဘာညာကြီးဆိုရလောက်ကြဒါပေမဲ့နောက်ထပ်တနေရာကိုသူ့ကိုအဲထောက်ထက်ပြီးတော့ဗောနော်အာကိုလို့ရမလားဆိုတဲ့စိတ်နဲ့ပို့လိုက်တယ်ခွေးပြစ်တိုင်းမှာဘယ်နေရာမှာမဆိုအတုံးကြနေတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘာဖြစ်လို့ဆိုတော့အချိန်နေချင်းမတူဘူးဗျာအဲအဲ့ကြတော့တချို့နေရာတွေကိုရောက်သွားပြီဆိုတဲ့အချိန်မှာအဲ့တတ်မှမူးလို့ကောင်မျိုးတွေ အဲပြီးရင်ဒါတိုင်းမှုလို့ကောင်မျိုးတွေကစနင်းပြဲပြီးတော့ပြောခံနေရတာရှိလာတယ်။ဘာလို့လဲဆိုတော့မြောက်လန်ကအခုရွေးကောက်ပွဲကာလလုံးတဲ့အချိန်မှာသူကမြို့တွေတော်တော်များများပြန်ပြီးတော့လက်ရသူကထိမ့်သိမ်းထားနိုင်ဖို့အတွက်ရေးကြီးနေတာ။အဲဒီလိုမျိုးရေးကြီးနေတာဖြစ်တဲ့အတွက်အခုဒီလိုမျိုးပြန်ပါသွားပြီဆိုတဲ့အချိန်မှာတေးကြတယ်။အဲဒီလိုမျိုးအကြီးပိုင်းတွေကတိုင်းမှုတွေကစတာမှုတွေတတ်မှတ်မှုတွေကလုံးဝနေကြကိုမရှိတော့မှနေတာ။ဒါလည်းဒါသူတို့မှအဲဒီလိုမျိုးနေထားဖြစ်နေပြီဆိုရင်အောက်ကိုပို့ရောဖီအားများပါ။အဲအောက်ကဖီအားများလာပြီဆိုတဲ့အချိန်မှာလည်း အဆင်ပြေနိုင်စရာအကြောင်းမရှိဘူးပေါ့နော်စစ်လက်နိုင်အောင်တိုက်လို့မလွယ်တော့ဘူးအဲ့ဒါကအားရစရာကောင်းတယ်နောက်တစ်ခုကစစ်ကောင်စီရဲ့တိုက်စွမ်းရည်ပေါ့နော်အဲ့ဒါကစစ်ကောင်စီဘက်ကတိုက်စွမ်းရည်ကဒီပုံစံပဲသူကဒီဒီပုံစံပဲတိုက်စွမ်းရည်ကျသွားတာမဟုတ်ဘူးငုံနေတာဒီပုံစံအဲ့ဥစ္စာကိုကျွန်တော်တို့ဒီဘက်ကအဖွဲ့တွေကမမြင်နိုင်ခဲ့တာသူရဲ့ပင်ကိုစွမ်းရည်ကိုမမြင်နိုင်ခဲ့တာဒါပေမဲ့ဒီဘက်ကတပ်ဖွဲ့တွေကတဖြည်းဖြည်းတက်လာတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါဒီနှစ်ခုပေါ့နော်ဇာရှင်တဲ့အခါမှာစစ်ကောင်စီဘက်ကအမြဲတမ်းမှာရိုးရာမပြတ်ထွက်ပြေးနေရတဲ့ဖြစ်စဉ်တွေကအခုထိရှိလာတာပေါ့နော် တော့ကျွန်တော်ဒီဘက်ကတလိုင်းတက်ဖွဲ့တွေကတော့ပြင်းမယ်ဟေးဆိုတဲ့သူတယောက်မှမပါဘူးပေါ့နော်ကျုံးမယ်ဟေးဆိုတဲ့သူပဲပါတယ်နောက်ဆုံးပြတာလုံးဝကြီးစံကုံသွားပါပြီဆိုတဲ့အချိန်မှာဂင်းနဲ့တက်ပြီးတော့ထုဖို့လဲဝင်မလေးကြအောင်အဲ့လိုမျိုးဒီစစ်သားတွေကအခုလက်နက်ခဲရန်နေပြေဆုံးလာမယ်ပို့ပြီးတော့တွေ့ကြုံနေရှိလာမယ်ဆိုရင်ဒါမင်းအောင်လိုက်စစ်တဲ့အနေနဲ့ပို့ပြီးတော့အချိန်နေဆိုးစရာပဲရှိတာပေါ့နော်အဲ့တော့လက်တော်နေထားရဒါစကားစကားအာယုံဆိုက်ရမယ်နောက်ထပ်စစ်မျက်နှာတစ်ခုဖြစ်လာမလားဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့စစ်ကောင်စီစစ်သားအနေနဲ့ကလည်းအခုလိုမျိုး ထွက်ပြေးတယ်ပြင်ပြန်ပို့ခံရတယ်ပြင်ပြန်ပြီးတော့တိုက်ခံရတယ်သူတို့အသက်တွေမတည်မချင်းပါနော်တိုက်ခံရပို့ခံရဒီလိုမျိုးနဲ့ပြန်ခိုင်းခံရတဲ့အနေအထားမျိုးကနေလွတ်မြောက်အောင်မြန်ဆုံးစူးစမ်းကြစီခြင်းနဲ့ပါနော်တပ်ဖွဲ့တွေစီမှာအလင်းဝင်မှာလက်နှချပါခုနအလံပြူကြီးထောင်ပြီးတော့ထိုင်းပံပြေးပါနဲ့ပေါ့နော်မြို့သိခါလဲကြပါလဲပေါ့နော်ညပဲကြီးမမြင်မှန်းလဲသိရတာလဲကြောက်လန့်ပြီမနဲ့သုံးနိုင်တို့ကြီးလံပြူတောင်ပြေးရအဲ့လိုရောဟိုဘက်ကိုပြေးမှစားဒီဘက်ဒေါ်လာရင်းတပ်ဖွဲ့တွေစီကိုလာခဲ့ပါဒေါ်လာရင်းတပ်ဖွဲ့တွေကအ ਨੇ စုံတော့မြို့ကိုလုံးဝ အသက်ရှင်တာခွင့်ပေးမယ်မိသားစုနဲ့ပြန်လဲတွေ့ဆုံမှုအတွက်အခွင့်အရေးတွေရှိမယ်ပေါ့နော်ပြီးရင်စစ်ကောင်စီရဲ့မတရားဖိနှိပ်ချုပ်ချယ်ခံရတဲ့ဘဝတွေကနေလွတ်မြောက်မှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးလည်းဒါပြောချင်တယ်ပေါ့နော်အဲ့တော့နောက်ထပ်အသိန်းနောက်ထပ်အသိန်းလေးတစ်ဖြတ်ရှိသေးတယ်အကုန်လုံးပတ်သိမ်းနေကြပါအဲ့ဒါလည်းအားရလို့ဒါကျွန်တော်ပြောပြပေးမှာပေါ့နော်အဲ့ဒါကဒါအမြန်လန်းကစစ်ကောင်စီရဲ့လုံခြုံရေးစကန်တစ်ခုကိုပြည်သူလွတ်မြောက်ရေးတက်မတော့ PLA ကဒါဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်အဲ့ဒါလည်းအသိန်းပေါ့နော်အသိန်းဆိုပေမဲ့ပြီးရင်ဒါအပြေးလဲပါတယ်စစ်ကောင်စီဘက်က လုံးဝထုံးစံမပြတ်ရိုးရမပြတ်ပါနော်ခုနကဒါမောတော်ကိစ္စမှာဆိုလဲပြေးကြတယ်အခုဒီအမြန်လမ်းပေါ်ကစကန်ကိစ္စမှာဆိုလဲဒါဝင်ကျုံတဲ့ချိန်မှာထွက်ပြေးကြတယ်ပေါ့နော်စစ်ကောင်စီစစ်သားတွေအဲအဲ့ဒါကြီးမပြေးစေချင်တော့ဘုရားပြန်ခံတိုက်ရင်လဲတိုက်ဘုရားသိလားဘာလို့လဲဆိုတော့ကျွန်တော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကိုဒါလက်နဲ့တွေခဲရနေရစေချင်တာပေါ့နော်အခုကျဒီကောင်တွေကလာတာနဲ့ပြေးမယ်ဆိုပြီးတော့တခါနဲ့လုံးဝအထုပ်တွေပါထုတ်ထွားသလားမသိဘူးဗျာဒါတခါရဲ့ပေါ့နော်သူတို့မှရှိတဲ့ခဲရနေဘာတွေညာတွေအကုန်လုံးကို ပို့มาကတ်ထားပြီးတော့ဗောနော်လာပြီဆိုတာနဲ့အတန်ကြားပြီဆိုတာနဲ့စကားပြောတဲ့လောက်ပဲကြားကြားတခါလဲပြေးလာတယ်နဲ့အဲ့ကြောခေရန်အနေချင်းပဲတင်းလို့ရလာရရှိတယ်အဲ့မကျင်တော့ဘူးအဲ့ကြောင့်မလို့စစ်ကောင်စီဘက်ကစစ်သားအနေနဲ့ပျက်ချပြန်ပြန်ပြီးတော့간တိုက် ။ဘာဖြစ်လို့ပြန်ခံတိုက်ခိုင်းတာလဲဆိုတော့တိုက်ဆွမ်းရင်မရှိဘူးတိုက်ရိုက်ခိုင်းရင်မရှိဘူးအဲ့တက်တွေကဘလို့တက်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်ပြပြအောင်ပါနော်။အဲ့တော့ဒီအဲ့ဖြစ်စဉ်ကလည်းဒါ PLA ကဒါစီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်။စစ်ကောင်စီစစ်သားတွေကတော့ထုံးစံတိုင်းရွရွချွွချွထွက်ပြေးကြတယ်ပြန်တိုက်ချင်းအလင်းမရှိဘူးပေါ့နော်။လုံးဝအမိကိုမမြင်ရ။အဲ့လိုပုံစံမျိုးရင်းနဲ့ထွက်ပြေးလိုက်တာစကန်းရတယ်ပေါ့နော်။ပြီးရင်အဲ့ဒီစကန်းမှာရှိတဲ့ဒီစကားစစ်သားတွေကဒီအိုင်နာပတ်ချလဲမှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးတာတွေလုပ်တယ်။ အဲပြီးရင်ဒါစခန်းကိုတိန်းတာကတကယ်ပြောညညနေပေါ့နော်ညနေ6နာရီလောက်မှာတိန်းပြစ်တာတိန်းပြစ်ပြီးတော့ဓာတ်ပုံမှတ်တမ်းတွေထွက်လာတဲ့အချိန်ကျတော့လောကအလင်းရောင်ရှိသေးတယ်နောက်နေ့မနေ့ကြီးလားမသိဘူးကြည့်ရတညာလုံးအိုက်ထဲမှာနေပြီးတော့ကိုစိတ်မြင်နေပြီများဒါတက်ဖွဲ့တွေကမှတ်တမ်းတွေယူခဲ့သလားပေါ့နော်ဒါဒီလည်းပြန်စင်းစားကြည့်အောင်နော်ဒါပေမဲ့အလင်းရောင်ရှိတဲ့အချိန်ဆိုညနေရောက်ချင်း ုံးဝဟိုကောင်နေထွက်ပြေးသွားတယ်ချက်ချင်းရိုက်ပြီးတော့တင်တဲ့ပုံလားတော့မပြောတတ်ဘူးပေါ့နော်အဲကြတော့ဒါလည်းအားရစရာကောင်းတယ်ဟာစိတ်မြင့်နေပြေကိုပတ်တန်းနေပါလိုက်ယူပြစ်တာပေါ့နော်ဘာဖြစ်လို့လဲအဲ့ဒါသဘောကျရတယ်ဆိုတော့တခြားကြောင့်မဟုတ်ဘူးဗျစစ်ကောင်စီဘက်ကတခုခုဆိုရင်အញ្ញအငင်းတန်တာပေါ့နော်အဲကျွန်တော်ဒီဘက်ကအလောင်းအလက်တွေဘာတွေမပြနိုင်ဘူးအလက်ပြတာတောင်မှပဲအဲ့ဒါကဟန်ဆောင်နေဆိုပြီးလှုပ်သေးတာမင်းတို့မှရှိတဲ့တနက်ကိုမင်းတို့ဓာတ်ပုံရိုက်ပြီးတော့တင်တာဆိုပြီးတော့လှုပ်သေးတာအဲ့ပြီးရင်ဒါသူတို့ဘက်ကတုံမန်းနေမိလို့ဒါကျွန်တော်ရိုက်ပြရတဲ့အင်တာဗျူးတယ်ဆိုရင်လေအဲ့ဒါကိုတော်လိုင်းတက်ဖွဲ့တွေဘက်ကအချင်းချင်း အဲခုနလိုပေါ့နော်စစ်ကောင်စီယူနီဖောင်းဝတ်ခိုင်းပြီးတော့ဟန်ဆောင်တာပါရုပ်ရှင်ရိုက်တာပါဆိုပြီးသူတို့လိုမှတ်နေတာဒီကောင်နေအဲ့လိုမျိုးပြောတာရှည်သေးတယ်ဗျာအဲကြတော့အဲခုနလိုပေါ့နော်ဒီမှတ်တမ်းနေပါတယ်သူတို့ရဲ့ဒါခန်းစစ်ပြင်ဆင်ထားမှုပုံစံတွေပါတွေကစတေချာစနစ်တကျနဲ့ရိုက်ပြီးတော့အခုလိုမျိုးတင်ပေးတဲ့ဟာကတကယ်မိုက်တယ်ပေါ့နော်အဲ့တော့ဟိုဘက်ကလည်းညင်းလို့မရသလိုပေါ့နော်အဲ့ဘက်ကကောင်တွေရဲ့အဆင့်တန်းကိုလည်းပို့ပြီးတော့တည်သွားတယ်အပြောကြတော့မင်းတို့ထောက်ခံနေပါတယ်မင်းတို့အားကိုးနေပါတယ်ဆိုတော့စစ်ကောင်စီစစ်သားတွေကမြေပြင်မှာဒီလိုအခြေအနေတော့ရှိတယ်ကွာဆိုတဲ့ပုံစံမျိုးကို ပြလိုက်တာလေအတူတူပဲပေါ့နော်အဲ့တော့အဲ့စကန်ကိုကြည့်မယ်ဟေးဆိုရင်စကန်ဒါအထိုက်လျောက်တော့ကျဲတယ်ပြီးရင်ခြံစည်းကိုဘာညာနဲ့သူ့အနေနဲ့သူတော့စင်ပြေအောင်တော့ပေါ့နော်ဒါရှိတဲ့လူနဲ့ဒီသူ့ရဲ့စကန်ရဲ့အနေထားနဲ့ကတင့်တင့်နဲ့ပုံစံမျိုးတော့ရှိတယ်အခြေဝန်ဘာညာအစပေါ့နော်အဲ့တော့ထိုက်တင့်နဲ့ခံစစ်ပုံစံမျိုးရှိထားတယ်အဲ့လိုမျိုးရှိထားပါတယ်ဆိုတော့စကန်ကလုံးဝအကုန်လုံးထွက်ပြေးကြရဲဆိုတော့သူတို့ရဲ့တိုက်ရိုက် ခက်ရီကိုလည်းဒါမြင်သာသွားစီတာပေါ့လေနော်အဲ့တော့အဲ့ဥစ္စာကလည်းအားရစရာကောင်းလာပေါ့နော်အဲ့တော့အဲ့မှာတင်းစီရမိပစ္စည်းတွေထဲမှာဒီ တို့ရဲ့ဒီစစ်အသုံးဆောင်ပစ္စည်းတွေပါတယ်ပြီးရင်အဲ့မှာစာအုပ်စာတမ်းတွေပါတယ်အဲ့ထက်မှာဒါအထူးဆောက်လို့ရေးဒါစစ်စင်ရေးဒါကုကဲမှုဌာနချုပ်ဆိုပြီးတော့စာအုပ်တုတ်တွေ့လိမ့်မယ်ပေါ့နော်ဒါအမြန်လန်းလုံချွေးစကန်းအဲလက်နဲ့တိုက်ချွတ်မှုမှတ်ဖို့နေစာအုပ်အဲလက်နဲ့တွေဘယ်လောက်ထိတိုက်ချွတ်ထားသလဲဆိုတာတော့မပြောတတ်ဘူးပေါ့နော်စာအုပ်တွေမှာဒါပြီးပြေးတာအဲအဲ့စာအုပ်တွေလည်းတွေ့လိမ့်မယ်ပေါ့နော်အဲ့မှာထူးဆောက်ဒီအထူးဆောက်ဆိုတဲ့ဟာကတည့်ရတိုင်းမှာထူးဆောက်ဆိုတာဥမင်လိုင်ကောင်းစောက်တဲ့ကောင်နေပေါ့နော်အဲပြောရရင်လုံချွေးလုံချွေးတက်တက် ကိုပဲတာဝန်ပေးခံရတဲ့ခေါင်းလေးပေါ့နော်လက်ယုံတက်တယ်ဗျာတက်ရခိုင်းနေပတ်သက်လို့ဘာမှကိုမသိဘူးသူတို့ကတကယ်ပဲစစ်သားကိုမဟုတ်ဘူးဗျာယုံဟိုဟာဖြစ်တဲ့လုံချွေးအဆင့်လောက်ပဲရှိတဲ့သူမျိုးတွေပေါ့နော်ဒီစစ်မြေပြင်နဲ့ပတ်သက်လို့တို့တို့ဘာမှသိတဲ့ဟာမျိုးမဟုတ်ဘူးအဲစကန်တစ်ခုမှနေလို့ဒီစကန်ကဘာလို့မှခန်းစင်းနဲ့ပတ်သက်လို့ဘာပြင်ရမလဲဘယ်ဥစ္စာကိုဦးစားပေးပြီးလုပ်ရမလဲအဲအဲ့ဟာတွေကအစားတို့ဘာမှမသိတဲ့သူတွေတို့ကဘာလုပ်ကြတယ်ဆိုတော့သူကတိုက်ရိုက်ခိုင်းမရှိဘူးဗျာပို့ပေးတဲ့ရိတ်ခါကိုထိုင်စားမယ်အချိန်ကာလကြာပြီဆိုရင်လူချင်းမယ်အဲအချိန်နေလေးပေးတယ်ဆိုရင်ဆက်ကြီးကောက် အဲ့လိုပုံစံမျိုးပဲလုပ်တဲ့ကောင်တွေဖြစ်တယ်ဗောနော်ပြီးတော့ဒါသူတို့ကိုနေပြည်တော်ရဲ့အတွင်းစည်းကိုကာထားတဲ့လယုံတက်တယ်ဆိုပြီးတော့လည်းတတ်မှတ်လို့ရပြီးတော့ဒါနေပြည်တော်ကိုဒါအတွင်းဟိုအတွင်းစည်းတို့အပြင်စည်းတို့ဝေးစည်းအဲ့လိုမျိုးပုံစံမျိုးယူနေစည်းတွေချထားပြီးတော့တတ်မှတ်တဲ့တက်တွေကိုဗောနော်အဲ့စည်းတွေနေရာမှာသူတို့ကတောင်းရင်ယူခိုင်းတာချို့ကဒါအဝေးစည်းတို့ဘာလို့ညာလို့ဆိုဒါဂုံးတွေပေါ့တောင်းတွေပေါ့ဘာညာအဲ့လိုမျိုးယူခိုင်းတဲ့နေရာမျိုးတွေပေါ့ရှိတာဗောအဲ့တော့အဲ့ထဲမှာတခုအပါဝင်ဖြစ်တယ်ထူးဆောက်ဆိုတဲ့ဟာတကယ်ပြောရင် uniform ဝတ်ထားတဲ့ ဟိုဟွာပေါ့နော်ဟိုခုနလိုလုံချွေးလူလူမျိုးတွေပေါ့နော်လုံချွေးအဆင့်လောက်ပဲရှိတယ်ဒါစစ်ကောင်စီစစ်သားတွေလိုပဲပြောရမှာပေါ့နော်အဲ့တော့စစ်သားလိုကောင်ပြောလို့မရတဲ့အနေထားတနတ်တောင်မှကောင်းကောင်းပြစ်ဖူးတဲ့သူတွေမဟုတ်ဘူးစစ်တင်နန်းတောင်မှတေချာကောင်းကောင်းမွန်တက်ခဲ့ရတဲ့သူတွေမဟုတ်ဘူးအဲ့တော့ကျတော့အဲ့လိုမျိုးကောင်မျိုးတွေအခုလိုမျိုးဒါပြေးရတာဆန်းတော့မဆန်းဘူးပေါ့နော်ကျွန်တော်ခုနလိုမျိုးပြန်ပြီးတော့ပြန်ချကွာဆိုပြီးတော့ပြောလိုက်တဲ့ဟာတခြားကြောင့်မဟုတ်ပါဘူးသူတို့ပြန်ပြီးတော့မပြစ်လဲမပြစ်ရဲသလိုပြစ်ရင်လည်းမှန်မှမဟုတ်တဲ့ကောင်တွေပေါ့နော် အဲအနည်းဆုံးတော့အဲ့လိုမျိုးလက်နက်ခဲရနေရခြင်းလို့ရစေခြင်းလို့ပြောခဲ့တာဖြစ်တယ်ပေါ့နော်ပြီးရင်တပ်ပုံမှတ်တမ်းတွေနဲ့တင်ပြရတကယ်ကျေးဇူးတင်တယ်ပြီးတော့အမြန်လန်းလို့နေရာမျိုးအမြန်လန်းလို့နေပယ်မျိုးတွေအထိကိုလိုင်းတက်ဖွဲ့တွေကတက်တက်ပြီးတော့စော်နေတာပေါ့နော်မြောင်းလိုက်ရဲ့နေရွက်ကိုသတွေးတက်တက်ပြီးတော့စွတ်နေတာမျက်နှာကိုသတွေးနဲ့တက်တက်ပြီးတော့ထွေးနေတာကဒီတစ်ချိန်တည်းမဟုတ်ဘူးခဏ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 ဖြစ်လာပြီပေါ့နော်အဲသူတို့ရဲ့စစ်တပ် case scan တွေရှိတဲ့ကြားထဲမှာတွားပြီးတော့ကျွန်တော်တို့တပ်ဖွဲ့တွေကအာစစ်ဆေးတာမျိုးတွေဘာတွေကအစလုပ်ခဲ့တဲ့ဖြစ်စဉ်တွေလည်းအများကြီးရှိတယ် ိုက်ပွဲတွေပေါ်ဆောင်ခဲ့တာတွေလည်းအများကြီးရှိတယ်။အဲဒီလိုမျိုးသူတို့ရဲ့တက်တွေအစင်းစင်းအစင်းစင်းအများကြီးလမ်းမင်းနားမှာရှိပါတယ်ဆိုတော့ဂျားတွေကပေါ့နော်။သူတို့ရဲ့ဒါအသွင်ယူပြီးတော့ဒါခီးသွားနေတယ်သူတို့ရဲ့စစ်ကောင်စီစစ်သားတွေပြင်းခဏလို့ရဲတို့ပါလို့ဒါတွေကစဒါလိုက်လံပြီးတော့ရသမျှအခွင့်အရေးအသုံးချပြီးတော့ရှင်းလင်းနိုင်ခဲ့တဲ့ဖြစ်စဉ်တွေရတယ်အများကြီးရှိရပါတော့။အဲဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးလုံနိုင်နေတယ်ဆိုတဲ့ဟာကကျွန်တော်တို့တပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ဘယ်လောက်ရှိသလဲဆိုတာကိုထက်ပြီးတော့ပြသနေရတယ်အတူတူပဲဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်။အဲတော့ဒီရက်ထဲမှာဒါတိမ့်တိမ့်တိမ့်ဆိုတဲ့အကုန်လုံးပတ်သိမ့်နေတဲ့ဟာတွေကတော့ တကယ်ဝမ်းသာစရာပေါ့နော်အားတက်စရာလည်းဖြစ်တယ်။နောက်တစ်ခုဒါကျွန်တော်တို့လာရှုံးနဲ့ပတ်သက်လို့ပေါ့နော်။လာရှုံးမှာလည်းအချိန်တွေပြန်ပြီးတော့တင်းမာနေတယ်ဆိုတဲ့ပုံစံမျိုးသတင်းတွေထွက်ပေါ်နေတယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်အတွင်းကြကြပုံစံမျိုးထပ်ပြီးတော့စုံစမ်းကြည့်ပါမယ်။အဓိကတော့ဘာကနေစဖြစ်တယ်လဲဆိုတော့ဒီစစ်ကောင်စီစစ်သားတွေကတည်ရတဲ့မြေစစ်ကောင်စီဘက်ကပေါ့နော်ဒီလာရှုံမြို့ကိုပထွေးတောင်းတရောင်းစားတောင်းတောင်းဒီပထွေးတရုတ်စီကနေတဆင့်ပေါ့နော်အဲ့လိုမျိုးတောင်းနောက်ဆိုသူ့အဖေအားစအဲ့မြို့မှာလာပြီးအနီးကပ်ကြည့်ပြီးတော့ဟိုဘက်ဒီဘက်ညှိနှိုင်းတဲ့ပုံစံမျိုးတွေနဲ့အတင်းဝင်ရောက်ဆွတ်ဖက်ပြီးတော့ဒီမြို့ကိုသူတို့ ပြန်ပြီးတော့ဝင်လို့ရသွားတာအဲတရောင်းစားတွေပေါ့အဲ့မှာရှိတဲ့ကောင်းတွေအဲ့လိုမျိုးရသွားပြီးနောက်ပိုင်းမှာဒါသူကအမေဒီ MNDA ကိုသူကနောက်ကိုထပ်ပြီးတော့စုတ်ခိုင်းတာမျိုးတွေဘာတွေဖြစ်လာတဲ့အတွက်ပေါ့နော်အဲ့တော့ဒီအခြေအနေတွေကတင်းမာပြီးတော့ချို့လန်းနေချို့မျိုးဝင် gate တွေမျိုးဝင်ထွက်ပေါက်တွေဒါတွေကစနှစ်ဖက်ဟိုဘက်ဒီဘက်ပိတ်ပစ်လိုက်တာမျိုးတွေရှိလာတယ်ဆိုပြီးတော့သတင်းတွေတက်လာနေတယ်ပေါ့နော်အဲ့တော့စီရေးတင်းမာတာလားသူတို့ညှိနှိုင်းမှုတွေအဆင်မပြေလို့လားဒါတွေကိုဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်နောက်တစ်ခုကချို့ကြလည်းပြောကြတယ်ဘာလို့လဲဆိုတော့ ဒီလိုနေရာမျိုးကဒီထက်ပိုပြီးတော့ပြင်းထန်လာစရာအကြောင်းတော့လည်းမရှိဘူးဆိုပြီးတော့ပြောတယ်။ဘာလို့လဲဆိုတော့ဒီလိုအခြေအနေထိရောက်အောင်လုံးဝပါနော်။ဟိုဘက်ဒီဘက်ဘာမှဒါပြစ်ခတ်မှုတွေဘာတွေရက်တန့်သွားအောင်ဘာမှဖြစ်တော့အောင်ဆိုတဲ့အထီးကိုတရုတ်ကပေါ့နော်။ဂျားဝင်ပြီးတော့ဆွတ်ဖက်ခဲ့တာတွေလှုပ်ခဲ့တာဖြစ်တဲ့အတွက်တရုတ်နဲ့သူတို့ဒါလုံးဝဒီထက်ပိုပြီးတော့ပေါ့နော်ပြင်းထန်တဲ့မနေ့ဘက်ခမျိုးဖြစ်လို့မရဘူးဆိုတဲ့ဟာကိုသူတို့လည်းနားလည်ပါပဲပေါ့နော်။အဲအကြောင်းလို့ဒါဘလောက်ထိသူတို့ကပြင်းပြင်းထန်ထန်ဖြစ်မှာလဲ။ ဖြစ်လို့ရောရရလားဆိုတဲ့ဟာကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်နောက်တစ်ခုကဒါစစ်ကောင်စီဘက်ကပေါ့နော်ဒီဒီလိုမျိုးအခြေအနေတွေဖြစ်လာအောင်သူတို့ကဘာတွေတောင်းဆိုခဲ့တာလဲဘယ်အဆင့်ထိတောင်းဆိုခဲ့တာလဲအဲဘာကြောင့်မလို့ဒီလိုပြင်းထန်လာတာလဲဟိုဘက်ကရောဒါ MNDA အနေနဲ့ကရောလုံးဝဘာဖြစ်လို့မလိုက်ရောတာလဲအဲလိုက်ရောတာကရောဘယ်အဆင့်ထိလိုက်ရောမှာလဲဆိုတဲ့ဟာတွေကလည်းဒီအခြေအနေကဘယ်လောက်ထိပြင်းထန်လာမလဲဆိုတော့ပုံမှန်အများကြီးမူတည်ရပေါ့နော်အဲ့တော့ ဘလို့ပဲဖြစ်ဖြစ်ဒီဘယ်နေရာကသတင်းတွေပဲဖြစ်လိုက်ဖြစ်လိုက်ကြားလိုက်ကြားလိုက်မင်းအွန်လိုင်းတွေ့တော့တာနှလုံးရောကရကျင်စရာလေးကြီးပဲဒီလာရှိုးဆိုတဲ့ဒီနေရာကဒီလိုအခြေအနေမျိုးရောက်ဖို့အတွက်ကိုမင်းအွန်လိုင်းဘလို့တောင်မှဒူးဖတ်တောင်းပန်ခဲ့ရလဲမသိဘူးဗျာဒီလားအားကြအဲ့လိုမျိုးအနေထားဖြစ်နေတဲ့ဒီမျိုးအခုလိုမျိုးအခြေအနေတွေဒါပြန်ပြီးတော့တင်းမာလာတယ်ဆိုရင်အွန်လိုင်းနိုင်နေမြာဖြစ်ကုန်မလားဆိုပြီးတော့သူကပို့ပြီးတော့ပူပန်မှာသူကပို့ပြီးတော့ခေါင်းနဲ့ကြီးနေမှာပေါ့နော်။ဟာပြီးရင်ဒါခုနပြောတဲ့ဒါမောတော်မျိုးသိန်းလို့ဟာမျိုးတွေ ဟာပြီးရင်ဒါအ мян လန်းကိစ္စလိုဟာမျိုးတွေပေါ့နော်ဟာအခုဒါတချို့နေရာတွေမှာဆိုရင်ဒါအညာဘက်ကအခြေအနေတွေဆိုရင်တော်တော်လေးကိုဖွဲ့စည်းပုံပြက်နေတဲ့အနေအထားမျိုးတွေဒါတွေကသူ့အနေနဲ့ပေါ့နော်နေ့စဉ်ကြားလိုက်ရတဲ့သတင်းတိုင်းကသူ့တက်သွေးတက်ချင်စရာတွေကောင်းကြီးချင်စရာတွေကြီးပဲဖြစ်နေတာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်စစ်ကောင်စီဘက်ကလည်းအဲသူတို့လုံနိုင်တဲ့အပိုင်းတွေမှာတောက်လျှောက်လုပ်နေတယ်အဲဆိုလိုတာကအညာဘက်တွေကိုပုံကျဲတိုက်ခိုက်ဖို့အတွက် တချို့လေရင်ခွေးတွေကိုပြန် ပြီးတော့ဒါအဆင့်မြင့်နေတာတွေလေရင်ပြေးလန်းနေတိုးချဲ့ဆောက်လုပ်နေတာအဲ့ဒါကြီးကျွန်တော်နောက်တစ်ခုမှပြောပြပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလှုပ်လာနေတာတွေလည်းရှိလာနေတယ်ပြီးတော့ကျတော့ဒါပြည်သူတွေကိုအဲဘုံကျဲတိုက်ခိုက်တဲ့လုပ်ငန်းတွေအဲပြီးရင်ဒါပြည်သူကိုပဲပြစ်မှတ်ထားပြီးတော့အဲလက်နက်ကြီးပြစ်ခတ်နေတဲ့ဟာမျိုးတွေဒါတွေကအစတောက်လျှောက်လှုပ်လာရရှိလာတဲ့အတွက်ကျွန်တော်ပြည်သူအနေနဲ့လည်းလုံခြုံရေး ကျမကြီးအဲဒါတွေလည်းဂရုစိုက်ကြပါပြီးတော့ဒီတော်လန်ရေးဒီလိုမျိုးအောင်မြင်မှုတွေဒီသတင်းကောင်းတွေထပ်ပြီးတော့ကြားရဖို့အတွက်ကိုတပ်ဖွဲ့တွေကိုလည်းတန်တဲ့လောက်ပါဝင်ပေးကြပါ၊ကူညီပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်